ဲ့ပြည်အောင်စုအကြောင်းကိုချင်းမျိုးသားတပ်ဦးအဓိပ္ပာယ်ကောင်စီဝင် Slime Tip Korean နဲ့ကျွန်တော်တို့ DVB နဲ့တွေ့ဆုံမိန်းမတော်မှာဖြစ်ပါတယ်ခင်ဗျာ။တန်နီမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ကျွန်တော်တို့အခုပြည်အောင်စုနဲ့ကျင်းပလာ60နဲ့ကိုကြိမ်မြောက်ရှိသွားပါပြီ။ဒါပေမဲ့အဲ့လိုပြင်းပလာတဲ့အခါမှာကျွန်တော်တို့ဘာတွေအခုချိန်ထိဘာတွေများထူးခြားခြားဖြစ်လာတာရှိပါလဲခင်ဗျာ။အဲကျွန်တော်လူမန်းတူမန်းတိဂရယာ ပြောမယ်ဆိုရင်တော့မဆာလာခစ်ဆိုပါတို့တော့ကျွန်တော်ဆယ်ကျော်တက်ရွယ်ပေါ့နော်ဆိုတော့ကျွန်တော်တီးတလောက်ကတော့ဒီအပေါ်ရလောက်ပဲကျွန်တော်တို့ထားပြီးတော့ကျင်းပကြတော့များပါတယ်နော်ဥနေဝင်ခစ်ကလေးမဆာလာခစ်ကလေးတောက်လျှောက်ပါပဲဒီနေ့ထိပါပဲနော်ဥပမာဖြင့်ကျွန်တော်တို့ဒိုင်းသားစီလူညီတို့ရေးဒါမျိုးတွေကြွေးကြော်တယ်နောက်ပြီးတော့ဒီပြည်တော်စုအလောင်းကိုင်ပြီးတော့ဟလားအာကစားသမားတွေကိုကိုင်ခိုင်းကိုင်ပြီးတော့ဒါရတပြုံရတပြုံတဲဆောင်လာတယ် တပီလုံးเนาะငွေတွေတောက်တောက်လဲကုန်တယ်ပွဲကြီးတွေချိန်ချင်းတဲ့ကျင်းပါတယ်เนาะကြိုက်ကြံခွေးမှလည်းတခါတဲ့ဟိုအခန်းနေပြခန်းနေတခါတဲ့เนาะစေမင်းနေခါခါနာတွေထိုးပြီးတော့เนาะမိကွန်းတွေချွေကြတယ်သို့တော်လည်းပဲအားလုံးကအပေါ်ရန်လို့ပဲမြင်တာကဘာဖြစ်လို့လဲဆိုတော့ပြည်တော်စုနေဆိုတာပါလေပြည်တော်စုဆိုတာပါလေဟောပြည်လုံးစာချုပ်ကိုချုပ်ခဲ့တဲ့နေ့ ိုပြည်တော်သူတွေလို့တတ်မှတ်ထားတာဟိုအဲ့တော့ပင်လုံစာကျုပ်ဆိုတာပါလေပင်လုံဆိုတာပါလေဒါကိုကက္ခဏနာတိအောင်နော်ပြည်သူတို့ရှင်းပြတာချပြတာမရှိဘူးဆွေးနွေးဝိုင်းနေလည်းမရှိဘူးနော်အဲ့တော့အပေါ်ရန်လောက်ပဲဟိုဟိုသဘောထားပြီးတော့ကျင်းပတဲ့အောင်ကျွန်တော်တွေးရတယ်ဟုတ်ကဲ့ခုအဲ့ဒီပင်လုံစာကျုပ်မှာပါတဲ့အချက်လက်တွေကရောကျွန်တော်တို့ဟိုပြည်တော်သူစစ်မှန်တဲ့ပြည်သူတခုထူထောင်ဖို့အတွက်အကြောင်းအချက်တွေလုံလောက်ရတာဗျာ အခြေခံအားဖြင့်တော့လုံလောက်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါစာချုပ်ဖြစ်တဲ့အတွက်ဒီထဲမှာတော့ပြည်တော်စုဘယ်လိုပုံစံဖြစ်မယ်ဆိုတော့အသေးသေးကြီးတော့ရေးလို့မရဘူးပေါ့နော်ဒါပေမဲ့လိုအပ်တဲ့နော်အခြေခံအချက်လက်တွေ principle တွေအားလုံးပြည့်ပြည့်စုံစုံရှိတယ်လိုလေသေးမရှိကိုပြည့်စုံတယ်လို့ကျွန်တော်တို့ထူနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာဏ္ဍန်းရဲ့နောက်တခြားအပိုက်အဲဟိုဟိုဘောကိုးပိုက်တော့အားလုံး၁၀ပိုက်ပါတယ်နော် တကယ်သဘောတူညီထားတဲ့အချက်ကကိုချက်ပေါ့နော်ဆိုတော့အလုံးမှာ၁၀ဘိုင်းပါအဲ့၁၀ဘိုင်းမှာပရမနိဒမ်ပါကူကနော်လွတ်လပ်ယူကိုအတူတကယူကြမယ်ဆိုရယ်လွတ်လပ်ချင်ကြတာဒန်းတူချင်ကြတာနော်ဘယ်သူမှကြုံပွားမှမနေခဲ့ချင်ဘူးနော်အဲ့တော့တိုင်းသားတွေလည်းဟိုအရင်ဘရစ်ချာကြုံပွားဖြစ်ဖြစ်ဘာမှကြုံဖြစ်ဖြစ်မနေချင်ဘူးနော်လွတ်လပ်ယူကိုလိုချင်တယ်ဆိုတာကိုအဲ့မှာနံပါတ်၁မှာပြထားတာဒီဒီဒမ်းမှာနော်အဲ့မှာကဒီမိုကရေစီသဘောတရားပါတယ် ကျန်တဲ့အချက်တွေထဲမှာတင့်နဲ့ဟိုတက်ကနေ၄ထိကတော့ဒါဘီငါကောင်စီမှာတိုင်းရားတွေပါဝင်ဖို့ဖြစ်တဲ့အတွက်ဒါကတော့ပြီးသွားပြီထားလိုက်တော့နော်နံပါတ်6ကလည်းဒီခချင်းပြည်နယ်ထဲမှာနော်ပမော်နဲ့မြကြီးနာပါဝင်ဖို့ဆိုဒါလည်းပြီးသွားကျန်တဲ့အချက်တွေကဘာတွေဟိုဂရိကူတွေရှိတယ်လဲဆိုတော့သဘောတူထားလဲဆိုတော့တိုင်းသားတွေဟာနော်သူတို့ကိုယ်ပိုင်ပြတ်ထားပိုင်ခွင့်ရှိပဲနောက်တစ်ချက်ကကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိပဲနောက်တစ်ချက်က ီမိုကရေစီအပြည့်အဝရရှိခံစားစီရမယ်။နောက်ဆုံးတစ်ချက်ကတိုင်းသားတွေမှာတည်မီပြည်တယ်တွေမှာဒီအဲဘာနာအီကိုပဲပြတော်မယ်ခွေးတွေရှိရမယ်။ဆိုတော့အဲ့ဒါအင်မရာမှာလုံလောက်ပါတယ်နော်။ဒီနေ့ထိလဲဒါကိုလိုလားနေတယ်။နောက်နှစ်တရာလဲဒါတွေကခစ်မီနီယံပဲနော်အချက်တွေပါနော်လုံလောက်ပါတယ်ပြည်တော်စုကြီးတခုထူထောင်ဖို့ဟုတ်စစ်မှန်တဲ့ပြည်အောင်စုတခုဖြစ်ဖို့အတွက်ကျွန်တော်တို့တိုင်းသားတွေအနေနဲ့ဘလို့အချက်တွေကိုကျွန်တော်တို့ လူဟိုအတိမတ်ပြုတ်လို့ပါတယ်အဲ့ဒီစစ်မှန်တဲ့ပြည်တော်စုဟိုထူတော်မှုအတွက်ခုနပြောတဲ့အချက်လက်တွေလည်းပါတော့ပါတော့ပေါ့နော်ပြည်လုံးစာကျုပ်တွေမှာပါတဲ့အနှစ်သာရတွေလည်းပါတော့ပါတော့ပေါ့ဒါပေမဲ့ဒီနေ့ဒီခေတ်မှာကတော့နော်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ပြည်တွင်းစစ်ကာလမှာကကျွန်တော်တိုင်းသားတွေကလက်နဲ့ကြိုက်ပြီးတော့တောင်းဆိုလာကြရနော်အဲ့တော့ဗမာပြည်သူတွေကတော့ဒီဥနေဝင်းကနေမှ မိုင်းတိုက်ထားတဲ့ခါကျတော့ပြည်တော်စုဆိုတာ Federal ပြည်တော်စုဆိုတာဒါခွဲထွက်ရေးဘူးပဲဆိုပြီးတော့မိုင်းတိုက်ထားတဲ့ခါကျတော့နော်ဗမာတိုင်းသားတွေနဲ့ကျွန်တော်တို့ကြားထဲမှာကွာဟမှုတွေရှိတယ်အထင်လွဲမှမှုတွေရှိတယ်အဲ့တော့အခုချိန်မှာစစ်မှန်တဲ့နော်ပြည်တော်စုကိုထူထောင်မယ်ဆိုရင်တော့နော်ဗမာတိုင်းသားတွေဗမာတွေကလည်းတိုင်းသားပဲလीနော်ဆိုတော့ကျွန်တော်တို့ဗမာမဟုတ်တဲ့တိုင်းသားတွေပဲကွက်ပြောလို့မရဘူးအဲ့တော့ဗမာတိုင်းသားတွေကပါနော်ဟိုလူလာဖို့လူတယ်လူလဲလူလာလာကြပြီ သဘောလည်းပေါက်လာကြပြီဆိုတော့ဗမာတိုင်းသားတွေရဲ့စန္ဒကလည်းအင်မတန်အရေးကြီးပါတယ်နော်ကျွန်တော်တို့ဟိုကျန်တဲ့တိုင်းသားတွေကတော့ခုနပြောတဲ့အချက်အလက်ကြီးကအခြေခံပေါ့နော်ဆိုတော့ဗမာတိုင်းသားတွေကအများစုလည်းဖြစ်တဲ့အတွက်ဒီဗမာတိုင်းသားတွေမပါဘဲနဲ့လေဒီစစ်မှန်တဲ့ပြည်တော်စုကြီးကိုထူထောင်လို့မရအောင်သူတို့ကိုယ်တိုင်ကလည်းလိုလိုလားရှိဖို့လိုတယ်သူတို့ကိုယ်တိုင်ကလည်းဂဂဒါနနားလည်ဖို့လိုတယ်အဲ့တော့သူတို့ကိုယ်တိုင်နဲ့လည်းရေးဆွဲဖို့လိုတယ်ဆိုတော့အတူတကွပူးပေါင်းပြီးတော့ဆွေးနွေးပြီးတော့ညှိနှိုင်းပြီးတော့ ရေးသွဲသွားရင်ဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကဒီ Federal ဆိုရင်အများအဖြစ်ပေါ့လေဟိုပြည်တော်စုကနေခွဲထွက်ရေးခွဲထွက်ရေးလို့ပဲနားလည်နေကြတယ်အဲ့ဒီအပေါ်မှာရောဘာပြပြောစရာရှိလဲဗျာအဲ့ဒါကပြဿနာအကြီးဆုံးပေါ့ဗျာကျွန်တော်အရင်တော့ပြောပြောနေတာကျွန်တော်တို့ကဘာမှပြဿနာမလုပ်ခဲ့ဘူးတိုင်းသားတွေကဒီပြည်တော်စုကိုဖျက်ဆီးဖို့တခါမှမလုပ်ခဲ့ဘူးကျွန်တော်ပြည်တော်စုကိုပြ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 ထူထောင်ရအောင်ဒီပြည်တော်စုကြီးမှာကျွန်တော်တို့တိုင်းသားတွေကဂုံတိတ်ခါချီချီပါဝင်ခြင်းတယ်နော် မားနဲ့အတူတကွနေထိုင်ခြင်းနဲ့အေးအေးချမ်းချမ်းချစ်ချစ်ခင်နေထိုင်ခြင်းဒါကိုကျွန်တော်တို့ကပြောပြနေတာနော်ဘယ်လို့မှပြောပြလို့မရတဲ့သုံးမှာတော့လက်နဲ့ကိုင်တွန်လိုင်းကြီးတွေဖြစ်ပေါ်လာတော့ဗောဗျာဆိုတော့ခါကြတော့ပြဿနာကနော်တိုင်းသားပြဿနာမဟုတ်ဘူးအမားတော့ဘာမှပြဿနာဗျာနော်ဟိုဥဒိန်ဝင်းကနေမှဖျက်ချောက်ထားတော့နော်ဖဲရိုဆိုတာတရကြီးဖဲရိုဆိုတာကြောက်ရွံ့ကောင်းတယ်ခွဲထွက်ရေးဆိုတာအဲ့ဒါကိုယုံနေကြတဲ့ခါကြတော့ကျွန်တော်တို့ ဟိုကျွန်တော်တငယ်ချင်းတွေနော်ငယ်ငယ်ချင်းတွေရော ထောင်ထဲမှာတားထဲမှာနော်ရက်ဆိုင်တွေလက်ဖက်ဆိုင်တွေမှာဟိုတော်တဲ့တောင်ထဲမှာရောဒီ federal ကိစ္စအပြင်းနဲ့ပြန်လာတက်ခဲတာတော့ဥဒင်ဝင်ကတော်တော်ကိုထိတိယောက်ယောက်မိုင်းတိုက်ထားနိုင်ခဲ့တာဟုဆိုတော့ပြဿနာအဲ့မတိတဲ့ပြဿနာပေါ့နော် federal ဆိုတော့ဘာမှကိုမတိတဲ့ပြဿနာအဲ့တော့မတိတာကိုလည်းကျွန်တော်တို့ကဟိုတစ်ဖက်တတ်တော့အပြစ်ပြောလို့မရဘူးဘာလို့ဆိုမီဒီယာတွေကလည်းပိတ်ထားတာဟုတ်နော် ဟိုပြောရဲသူကွင်းတွေလည်းပိတ်ထားတယ်လွတ်လပ်သွားရေးသားကွင်းတွေလည်းပိတ်ထားတဲ့ခါကျတော့ဒါပြည်သူတွေကမသိဘူးအမောင်ချခံတာနော်ဆိုတော့အခုတော့တိလာကြပြီဆိုတော့နော်ဒီ federal ဆိုတာပြည်တော်စုပဲဖြစ်တယ်ပြည်တော်စုဆိုတာ federal ပဲဖြစ်တယ်တခြားသက္ကလုံနဲ့ကျွန်တော်ဘာသာပြန်လို့ကိုမရအောင်နော်အဲ့ဒါတော့အလုံးတိလာကြပြီဆိုတော့ကျွန်တော်ထင်တယ်တိတော့မခက်တော့ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကအခုကျွန်တော်တို့ညဉ့်ဉေးဆွေးနွေးပွဲမှာလက်မှတ်တွေထိုးကြပေါ့လေအဲ့ဒီအချိန်ကာလနဲ့ဒီပိုင်းနဲ့အဲထဲမှာပဲ ပြည်နယ်တွေမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်နေအောင်တွေ့ရတယ်လေအဲ့ဒါနဲ့ပတ်သက်လို့ပေါ့ပြည်နယ်နဲ့ဘာပြပြောစရာရှိအဲ့ဒါတော့တင်းချင်းလီလီကျွန်တော်တို့လည်းပြောပါတယ်ကျွန်တော်တို့နားမလည်ဘူးလို့နော်ဟိုစစ်တပ်ကတော့ငင်းကြိုင်လိုချင်တာတော့သိကြပါတယ်နော်ငင်းကြိုင်မရလို့ရှင်ဒီမိုဒီထောင်လုံးမရဘူးထူထောင်လုံးမရဘူးဆိုတာမျိုးတွေလည်းသူတို့တစ်ဆိုင်ပါမှာပြောနေတာပဲနော်သူတို့လည်းငင်းကြိုင်လိုချင်လို့လည်းဒီနေ့အထိပါဝင်ပြီးတော့ဆွေးနွေးနေတာပဲလေနော်နိုင်ငံရေး ဟိုတွေ့တုံဆွေးနွေးပွဲတွေပါလဲသူတို့ပါဝင်နေတာပဲဒါတော့တေချာဒါပေမဲ့အခုပဲလက်မထိုးဖို့စကားပြောနေကြတယ်အခုပဲညှိနှိုင်းနေကြတယ်အခုပဲဘုံကျဲနေတယ်ပြစ်နေတယ်ဒီနေ့ပဲလက်မထိုးနေတယ်ဒီနေ့ပဲပြစ်နေတယ်ဆိုတာမျိုးတွေကအချိန်လီလီအချိန်ချင်းလီလီနော်ထက်ခါတလဲလဲဖြစ်နေတာဟိုဆရာကကျွန်တော်တို့လည်းနားမလဲတော့ဘာလို့ဆိုတော့ငိမ့်ညိုင်းကိုဘလို့ဖော်ဆောင်နေတာလဲတတ်မတော်ကနော်ဘယ်လိုပုံစံနဲ့ဖော်ဆောင်ပေါ်ဆောင်နေတာလဲသူ့မှာတိကျတဲ့ နော်လမ်းညွှန်မှုတိကျတဲ့မဟာဗျူဟာမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်နော်ငင်းရရတော့လူချင်းပါရဲ့နော်ဒါပေမဲ့တကယ်ငင်းကြအောင်စစ်တွေပြင်းရင်းတော့အောင်ဟိုသူဘယ်လိုလုပ်အောင်မှမသိဘူးဖြစ်နေလားလို့နော်အဲ့လိုကျွန်တော်ထင်မြင်သားပါတယ်ဟုတ်ကဲ့ဒီကင်မရာအနေနဲ့ကတော့ဒီငင်းငင်းရလာအောင်ဘလူးလမ်းကြောင်းတွေချဘလူးတင်တွေချပြီးတော့ဘလူးရုပ်နဲ့ပဲချပြီးတော့သွားရင်အဆင်ပြေနိုင်တယ်ဗျာ ဒါကတော့ကျွန်တော်တို့ဟိုမနပလော့ခစ်လောက်ခရေရပြောတာပါပဲရှစ်လေးလုံးပြီးတဲ့နောက်ပိုင်းမှာနော်တမတော်ကနေမှာတပီလုံးအတိုင်းတာနော်ဟိုအပြစ်ခရစဲချောင်းကြီးညာလိုက်ပါနော်ကြီးညာလိုက်ရင်ဘဒုကမှလည်းမပြစ်ချင်တော့ဘူးဒီပြည်တွင်းစီကြီးကိုလူတိုင်းကယူမုံနေပြည်သူလူလူကလည်းယူမုံနေပြီကျွန်တော်တို့ဟိုလက်တကိုင်တိုင်းသားတွေကလည်းမလိုလားတော့ဘူးအဲ့တော့တပ်မတော်ကအင်အားအကြီးဆုံးဖြစ်တဲ့တွေ့နော်တဖက်တားကကြီးညာလိုက် ော်ကျွန်တော်လိုက်ပြစ်မနေတော့ဘူးဒါကနံပါတ်1ပဲနော်ပြီးသွားပြီငြိမ်းချမ်းသွားပြီမပြစ်မပြစ်တော့ဘူးဆိုတဲ့ခါမှာကျွန်တော်တို့နိုင်ငံရေးသွေးသူသွေးတွေပွဲတွေစလို့ရပြီဆိုတော့အခုဖြစ်နေတာဟိုကမြောင်းပြန်ဖြစ်နေတယ်နော်ပြစ်လည်းပြစ်နေတယ်အဖြစ်ဟိုပြက်ကတ်တခိုင်ဟိုဟိုတစ်ဖက်သားလည်းမရဆိုင်ဘူးပြစ်လည်းပြစ်နေတယ်သွေးလည်းသွေးနေနေတယ်အခုတကားပြောတဲ့ political dialogue ကလည်းစနေပြီနော်အဲဒါဒါပေမဲ့စက်ပြစ်နေသေးတယ်ဆိုတော့ဒါတွေကအကုန်လုံးက နော်ပျောက်တော့တွေဖြစ်နေတာပေါ့ဗျာနော်ဆိုတော့အကောင်းဆုံးကတော့ခုနပြောသလိုပေါ့နော်တနိုင်ငံလုံးတစ်ဖက်တစ်အဖြစ်ကရစဲယူကြီးကြလိုက်ပါဒါပြီးရင်အားလုံးပါလာကြမှာပါကျွန်တော်မြင်တာတော့လက်မှတ်တော်ထိုးတယ်ဘယ်လိုပါဦးတကယ်လို့တော့နော်သို့တော့ဘာရလဲကျွန်တော်တို့ပြောခဲ့တာပဲတောင်းဦးနော်တကယ်လို့အဖြစ်ခတ်ရစဲကြောင့်ကြီးကြလိုက်ပြီးတော့နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာအဆင်ပြေသွားရင်ဘာလက်မှတ်မှာတော့ထိုးတယ်ဘယ်လိုလက်နဲ့ဒီလက်ကိုင်းနေတယ်ဘယ်လိုတော့အဲ့ဒါကိုကျွန်တော်တို့ပြောခဲ့တာပါဟုတ်ကဲ့ တက်ကစစ်တပ်အနေနဲ့ကတက်မတော်အနေနဲ့ကကျွန်တော်တို့အပြစ်ခတ်တပတ်တပစ်ခတ်ရစဲကြီးကိုဟိုထိုးဖို့လာလာနည်းနေတဲ့အချိန်မှာလူမှုအနေနဲ့ကတော့ဒီငငယ်ရလအောင်ဘလူနေရာတွေကနေပြီးတော့ပဝင်တင်နေတာပြည်သူလူထုကတော့အများကြီးလိလာမှာပဲအများကြီးစကားပြောကြမှာပဲဘာဖြစ်လို့ပြည်သူလူထုကစန္ဒပြပြလို့ရှိရင်ဖြစ်မလာတာဘာမှမရှိဘူးလောကကြီးမှာเนาะအဲ့တော့ပြည်သူလူထုကကျွန်တော်မြင်တာဟိုစွာ ဆွမ်းပကအကြီးဆုံးပဲနော်အရေးကြီးဆုံးပဲနော်ကျွန်တော်တို့ဒီခေါင်းဆောင်တွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့တောက်မတော်ပဲဖြစ်ဖြစ်ပြည်သူလူထုရဲ့ထောက်ခံမှုမရရင်ဘယ်သူမှအာဏာမယူတာမယူနိုင်ပါဘူးကြာရှည်လဲထိမထားလို့ထိမထားနိုင်ပါဘူးအာဏာကိုနော်အဲ့တော့ပြည်သူလူထုကတော့တကယ်လူလားလို့ရှိရင်နော်ငင်းကြရင်တကယ်လူလားလို့ရှိရင်တောင်းဆိုလာလို့ရှိရင်ဒါငင်းကြရင်ဖြစ်လာမှာပါအဲ့တော့ ဒီမီဒီယာတွေကလည်းတကားပြောတယ်เนาะမီဒီယာတွေကလည်းဒါတွေကိုများများရေးပေးဖို့လိုတယ်เนาะပင်လုံစာချုပ်အကြောင်းပင်လုံရဲ့အနှစ်သာရတွေเนาะဘိုးကျောင်းဆန်းကငင်းကြိုင်းအတွက်เนาะသူကငင်းကြတဲ့ပြည်တော်သူကြီးဖြစ်ပေါ်လာဖို့အတွက်ဒီပင်လုံစာချုပ်ကိုချုပ်ချုပ်ဆိုခဲ့တာအမှန်တော့တတိယဖြစ်လူတွေကနားလဲတာပြည်တော်သူတူတော်မှုအတွက်เนาะငင်းဒီစာချုပ်ချုပ်ဆိုထားတယ်လို့ဟိုသူတို့နားလဲထားတယ်เนาะဒီစာချုပ်ကြောင့်ကျွန်တော်တို့အဲလွတ်လိုက်ရခဲ့တယ်လို့နားလဲထားကြတယ် တနည်းအားဖြင့်ပြောလို့ရတာဒါငင်းညာရေးစာချုပ်လို့လည်းပြောလို့ရတယ်ဗျเนาะအဲ့တော့ဒီတဲ့ကမူတွေဒီတဲ့က principle တွေကိုကျွန်တော်တို့ကဆွဲကြိုင်နိုင်လို့ရှိရင်ပြည်သူတွေကဒါကိုဆွဲကြိုင်ပြီးတော့နားလည်ပြီးတော့ကကနားလည်ပြီးတော့တောင်းဆိုလာလို့ရှိရင်တော့ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါတပ်ပတော်ကိုလည်းဒါနဲ့ပဲတောင်းဆိုအောင်ပါပဲနောက်ပြီးတော့တကြိမ်ထဲမှာတပ်ပတော်ကဥဆောင်မယ်ဆိုတော့နော်နိုင်ငံကြီးမှာဥဆောင်မယ်ဆိုတော့ဥဆောင်ပါเนาะမဥဆောင်နဲ့မဆိုလိုဘူးတိုးတော်လည်းပဲဥဆောင်တဲ့ခါမှာလည်းဒီခုနပြောတဲ့ပင်လုံးမူတွေကို သွဲကြိုင်ပြီးတော့ဥဆောင်လို့ရှိရင်ညဉ့်ညံ့ရမြန်မြန်ရနိုင်မယ်။ပင်လုံးမူမပါဘဲနဲ့ဥဆောင်လို့ရတော့ဒါပြည်သူလူထုတာလည်းလက်ခံမှာမဟုတ်ဘူး။တဖြည်းဖြည်းကိခွာတော့မှာပဲ။ဟုတ်ကဲ့။အခုကျွန်တော်တို့ပြည်တွင်းစစ်ဖြစ်နေတဲ့နေရာတိုက်ပွဲဖြစ်နေတဲ့နေရာကိုကြည့်လို့ရှိရင်ကျွန်တော်တို့ဟလာဟိုထိုင်းနေသက်တွေရှိတယ်၊ကျုံနေသက်တွေရှိတယ်၊အိန္ဒိယနေသက်တွေရှိအဲ့လိုနေသက်တွေရှိတယ်မှာကျွန်တော်တို့မြောက်ပိုင်းပဲတုံးနဲ့ထိဆက်တဲ့နေမြေတွေကပိုပြီးတိုက်ပွဲတွေအဖြစ်များနေအောင်ကျွန်တော်တွေ့ရတယ်။တွေ့ရတဲ့ခါကျတော့ ျွန်တော်ခံမှဟိုကျွန်တော်မိတင်တာကျွန်တော်တို့ရဲ့ညီညာရေးအပေါ်မှာအင်းကြီးနိုင်ငံနဲ့တက်ရောက်မှုတွေကရော ရှိတာဘယ်လောက်တောင်ရှိသေးကြအင်းနီချင်းနိုင်ငံတွေကတော့ငင်းကြိုင်းဟိုတော့လူလာမှာပဲဒါတော့ဒါပေမဲ့သူတို့ဒီပြည်ရင်းစစ်ကြောင်အမျက်ထွက်တော်ရည်လည်းအများရှိတယ်ဗျနော်ပြည်ရင်းစစ်ချေချတဲ့ပြည်ရင်းစစ်ကြောင်ဥမာဒီအာနာရှင်စနစ်ကြောင်လည်းဥမာအထူးသဖြင့်ရိုးရရတော်တော်ပိုင်းဟာသူကအများကြီးမျက်ထွက်တော်တယ်ဆိုတော့အဲ့ဒီကာလတုန်းကဆိုရင်တော့ တမျိုးတပီဖြစ်မှာပေါ့နော်ငင်းကြိုင်ရသွားမှာတော့ကြောက်ကြောက်ကောက်ကြောက်လိမ့်မယ်အခုကတော့ငင်းကြိုင်ဖြစ်စဉ်ကအရှိန်ဟုံးတော်တော်ကောင်းနေတဲ့ခါကျတော့ငင်းကြိုင်ကိုတော့ပတ်ဝန်းကျင်နိုင်ငံတွေကတော့လိုလားမှာပါနော်ငင်းကြိုင်နဲ့နော်မြန်မာနိုင်ငံကတော့ပြင်ကျင်မှာပဲငင်းကြိုင်မရှိတဲ့ခါကျတော့သူတို့စီမှာလည်းဟိုတုံးရှုံးမှုတွေရှိတယ် refugee သွားတယ်နော်နောက်ပြီးတော့ဒီဒုက္ခတဲ့မျိုးပေါင်းစုံပေါ့ဗျာဒုက္ခတဲ့ရိုးရိုးလိုက်မဟုတ်ဘူးနော်ဥမာဟိုဟိုပြန်ကြဒီရွှေပြောင်းအလို့သမားတွေအစား နောက်ပြီးတော့ဟိုမှုခင်းနေလဲပုံများလာတယ်ဗျာเนาะဆောက်ဖြင့်ဘောင်းစုံပေါ့ပြန်တရာဘောင်းစုံဗမာပြည်ရဲ့ပြန်တရာဘောင်းစုံဟာသူတို့တိရောက်သွားတာဟိုဆိုတော့သူတို့ကငြိမ်းချမ်းတည်ခြင်းမှာပါเนาะဒီမိုကရေစီလဲရသိခြင်းမှာပါလောက်ကမေကုန်းတကူကကျွန်တော်တို့နောက်တက်လာတဲ့ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအနေနဲ့ကတော့ဒီငင်းငန်းရေးကိုဖော်ဆောင်နိုင်မှာလားခင်ဗျာမဖော်ဆောင်နိုင်လို့လည်းမရဘူးလေ သူတယောက်ပဲရှိတာပဲဒီဆိုက NLD တခုပဲကျွန်တော်တို့အားကိုးကြကြံတော့တာဟုတ်เนาะဘာလို့ဆိုတော့ပြည်သူလူထုတရလုံးက တခဲနဲ့เนาะချစ်ခင်လေးစားထောက်ခံတဲ့ခေါင်းဆောင်ဆိုလို့ကျွန်တော်တို့နှစ်ပေါင်း90ကျော်60ကျော်မှာဒေါ်အောင်ဆန်းစုကြည်တယောက်ပဲပေါ်ထွက်ဘူးတယ်ဆိုတော့ဒါကရှာရှာပပအခွင့်အရေးပဲနောက်နှစ်ပေါင်း90 60မှာဒီလိုခေါင်းဆောင်မျိုးပေါ်ထွက်လာပါမလားဆိုတော့ကျွန်တော်စိုးရိမ်တယ်เนาะကျွန်တော်တော့သိမထင်ဘူးဆိုတော့ဒီချိန်မှာမှာ တောင်သားသူကြီးကမလုံနိုင်လို့ရှိတော့ကျွန်တော်ပြီးသွားပြီအဲ့တော့ကျွန်တော်ယုံပါတယ်เนาะအဲဘုရောဆန်းရဲ့တပည့်လည်းဖြစ်တယ်ဘုရောဆန်းကလည်းသူငင်းချင်းချမ်းချမ်းနဲ့เนาะလွတ်လပ်ရေးကိုတော့မငင်းချမ်းတဲ့နီးနဲ့ဟောဟိုအင်္ဂလိပ်ကြီးကနေရအောင်ယူပေးနိုင်ခဲ့တာပဲပြည်တော်စုကိုလည်းတနက်တစ်ချက်မဖောက်ပဲနဲ့တွေးမိတစ်ချက်မကြပဲနဲ့ပြည်တော်စုကိုလည်းထူထောင်နိုင်ခဲ့တာပဲသူ့ဖေကเนาะဘုရောဆန်းရဲ့တပည့်ဖြစ်တဲ့အတွက်သူ့မှာလည်းဒီအချင်းနေရှိလိမ့်မယ်လို့ကျွန်တော်နေ့တစ်ခါကယုံကြည်ပါတယ် ကျွန်တော်တို့ DVD နဲ့အခုလိုပြုစုံမြန်မြန်ကွင်းရတဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးပြန်တင်ပါတယ်ဟုတ်ကဲ့